ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့အာပြည်သူဆန္ဒခံယူပွဲလုပ်မယ်ဆိုရင်ဒေချာတာတစ်ခုကကျွန်တော်တို့ကိုနှိမ့်ဆက်တဲ့သူစီပေါင်း80ကျော်ကိုကန္ဓာပေါင်းဆောင်မှာအနည်းဆုံးဖြစ်အောင်လုပ်တဲ့လူမျိုးနိုင်ငံတွေမှာဆက်နေတာဖြစ်တော့ရွေးချယ်ခွင့်ရမယ်ဆိုရင်အိန္ဒိယတန်အပူပေါင်းသွားတဲ့ဟာကတော့ပြည်သူတွေရဲ့ဆန္ဒပုံဖြစ်လိမ့်မယ်လို့တော့ကျွန်တော်မြင်တယ်။ဒါကလည်းဟိုဗမာစစ်တပ်လို့ပြောရမှာပေါ့နော်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဟိုတိုင်းပြည်ကအကုန်လုံးချွတ်ချုံကြခဲ့တာ။အခုတော့ဒီစစ်အာဏာရှင်ကိုဖယ်ရှားပြီးဒီတော်လန်ရေးကဖက်ဒရယ်ဒီမိုကရေစီကိုသွားမယ်ဆိုပြီးတော့ ိုကျွေးကြော်တာလေအဲ့တော့ Federal Democracy ရောက်မှဆက်အနာရှင်ကိုဖြိုချနိုင်ပြီးတိဆောက်နိုင်မယ်ဆိုရင်ရောဟိုချင်းလူလူနေနဲ့ဒီဘက်မှာပဲပို့ပြီးတော့မျောလင်းချက်ကောင်းတဲ့အနေအထားမျိုးမတွက်စားဘူးလားဘယ်လိုမျိုးမြင်နိုင်လဲအဲ့ဒီအဲ့ဒီကျွန်တော်တို့ Federal Democracy ရရှိဖို့အတွက်ကျွန်တော်တို့တိုက်ပွဲဝင်နေချိန်မှာကုကုတုကုချုံကိုကုဘာသာကိုဖန်ရှာတဲ့ကိုဘာတော့ပညာရေးရုံးကနေကိုရဘာတော့ကန္တာပေါင်းစုံရုံးကန်ပြမကျွန်တော်တို့ဒီစကားစလေးအောက်ကနေလွမြောက်တာလားတော့မဟုတ်တာဗမာတွေကလည်းအခုအားကြီးကြီးနဲ့ထလာပြီးတော့မှ ဟိုတိုက်ထုတ်ပြီးတော့မှလုံမြောက်သလားဒါရရလည်းအများကြီးကျွန်တော်တို့ချိန်ရမှာချိန်ရအောင်မှာပေါ့နော်ကိုလိုနီလည်းအောက်ကနေလွတ်ဖို့အတွက်လည်းကုပါတာကိုပဲရုံးကန်ခဲရတယ်နောက်ဒီအာနာစစ်စနီလောက်အောက်ကနေလည်းကုပါတာကိုရုံးကန်ခဲရတယ်အဲ့ဒီချိန်မှာကျွန်တော်တို့စကားပြောမယ်ဆိုရင်ကုပါတာကိုစကားပြောမယ်ဆိုရင်ဗမာနဲ့လည်းစကားပြောကြည့်မယ်အင်ဒီယားနဲ့လည်းစကားပြောကြည့်မယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကိုဘေးနိုင်ငံဘေးအုပ်စုတွေကကျွန်တော်တို့ရဲ့အနာဂတ်အတွက်ပို့ပြီးတော့မှအမှတ်ခံချက်ပေးနိုင်တယ်လေ ိုတရားအခုလောလောဆယ်ဖက်ဒရယ်ဒီမိုကရေစီတောင်းနိုင်မယ်ဆိုတော့မင်းအောင်နိုင်ကိုလည်းတိုက်ထုတ်ရအောင်မယ်ဖွေးရှိပုံကိုလည်းရွှေရအောင်မယ်ဖွေးရှိပုံရွှေတဲ့ချိန်မှာကျွန်တော်တို့ဖွံ့ဖြိုးရေးအတွက်ကျွန်တော်တို့အနာဂတ်အတွက်ဘယ်လောက်ထိတန်းတူညီမှုရနိုင်မလဲအခုအိန္ဒိယဆိုရင်တော့ကျွန်တော်တို့ကလက်တွေ့မြင်ပြသဖြစ်တဲ့ဒီပေါင်း90ကျော်အဲ့ဒါတောင်မှတို့ဒီချင်းအင်အားစုတွေကလည်းတော်လှန်ရေးလုပ်ခဲ့တဲ့ခါကျတော့အများကြီးပြင်းထန်တိုက်ပွဲတွေဖြစ်လို့ဖွံ့ဖြိုးရေးလည်းမြန်မာနိုင်ငံကြောက်ခဲ့တယ်ဒါအဲ့ဒီကြားကနေတောင်မှအိန္ဒိယကတော့ဒါတို့ကျွန်တော်တို့ချင်းလူမျိုးတွေကိုကောင်းကောင်းပြုစုခဲ့တယ်ဆိုတော့ကျွန်တော်တို့တက်တက်ထောက်ထားအိန္ဒိယဖိချက်မှာတော့ရှိနေပြီ။ဘာမှဖိချက်မှာတော့ ဘာမှခံချက်မှမရှိသေးဘူးကျွန်တော်တို့ဟိပ်ဟော့ကွန်ဆာစီကြောင့်နေလာတဲ့ချိန်မှာကျွန်တော်တို့ကိုရက်ဆက်တာကလွှဲပြီးတော့မှတခြားဟိုအမကမှယုံကြည်ရလောက်တဲ့အထိတသိပြစရာမရှိဘူးအခုချိန်မှာတော့မှဆက်ပြောရမယ်ဆိုတော့ဒေါ်လာကြီးကျွန်တော်တို့လုပ်နေတဲ့ချိန်မှာချင်းအချင်းချင်းပဲလက်တွေပေါ်မှာဖိမပြုမှာရုပ်ကန်နေတာပဲဘေးပမာအုပ်စုကလည်းချင်းွယ်လေးပါပေးဖို့ဆိုတော့မှလာတော့မှအရအကူကြီးတဲ့ဟာတွေကတခြားနေရာနဲ့နှိုင်းရှင်ရင်တော့လုံးဝမပြောတော့လောက်ပဲရှိတယ်ဆိုတော့ အာဟုတ်ပါတယ်ကျွန်တော်တို့တကယ်လို့မင်းအောင်နိုင်နိုင်ခဲ့တယ်ရှိတော့ဖြစ်ရင်တော့မှအနာကမှာကျွန်တော်တို့ရွေးလွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရမယ်ဆိုရင်ဒီနှခုနိုင်ရှင်ပြီးတော့မှကြည်ကြည်တယ်ဆိုရင်တော့တေချာတာတကွာပီပီသူတွေကလည်းပို့ပြီးတော့မှတေချာတဲ့ဟာကိုပဲရွေးရွေးချယ်ရလိမ့်မယ်ပေါ့နော်အခုကျွန်တော်တို့ပြည်လုံစာချုပ်မှာလည်းလှိစခံရတယ်ခက်အဆက်ဆက်ချင်းကအမြဲတမ်းခံနေရတာအရင်ဟိုရိုးသားမှုကိုဒီကအလွေသုံးစားအဖြစ်အလုတ်ခံရတဲ့ပုံစံမျိုးဖြစ်တော့အနာကတ်တွက်ကတော့ဒါဗမာနဲ့ဆက်လက်ပူးပေါင်းဖို့ထဲတော့ အိန္ဒိယနဲ့ဆက်လက်ပူးပေါင်းတဲ့ဟာကတက်တဲ့ထောက်ထားမဲ့နှိုင်းရှင်မယ်ဆိုရင်အိန္ဒိယကကျွန်တော်တို့ပြည်သူတွေတော်တော်ပိုပြီးတော့မှနှိမ့်သိစရာဖြစ်တယ်ဆိုတော့အမင်းအောင်နိုင်ကဒီထက်မကရက်ဆက်လေးလေးကျွန်တော်ဘိုးမှာမင်းအောင်နိုင်ကပဲအသက်ရှင်ရှင် NGO ကပဲအသက်ရှင်ရှင်ကျွန်တော်တို့အတွက်ရှင်ချင်မှုဖြစ်လေလေးပဲဖြစ်မှာဆိုတော့အခုချင်းကျွန်တော်တို့မှာလည်းဒီလိုအအတွေးခေါ်တွေပေါ်လာတဲ့ဟာကမင်းအောင်နိုင်ရဲ့ဒါ2020နောက်ပိုင်းရက်ဆက်မှုတွေကြောင့်ပိုပြီးတော့မှပြင်းထန်တဲ့အကျွန်တော်တို့အနာဂတ်အတွက်ဒီချာလွတ်လပ်တဲ့အတိုင်းပြီးထူထောင်မလားဒါအင်ဂျင်နီယာဖူးပေါင်းမလားဆိုတဲ့ဟာနိုင်ငံကြီးအတိုင်းပိုင်းမှာရော ပြည်သူတွေကြားမှာတော့ဆွေးနွေးမှုတွေများလာတာဖြစ်တယ်ဒါရက်စမှုရဲ့နောက်ဆုံးတွေ့ပါပဲလို့ကျွန်တော်ပြောချင်တယ်โอเคအဲ့တော့ဒီစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စုံမင်းထွန်းကတော့အပြင်းထန်ကန့်ကွက်တယ်ပေါ့နော်နှစ်နိုင်ငံဟိုဆက်ဆံရေးကိုထိခိုက်စေနိုင်တယ်လို့ဆိုတော့သူကထုတ်ပြောသွားတယ်ပေါ့နော်အဲ့တော့အိန္ဒိယအနေနဲ့ရောအစိုးရအနေနဲ့ရောဒီကိစ္စအပေါ်မှာအမတ်တွေရဲ့စီရုံးမှုပြောကြားမှုပေါ်မှာဟိုလိုက်ပါပြီးတော့ပေါ့နော်လုံနိုင်လားဒါမှမဟုတ်ကန့်ကွက်နိုင်လားအိန္ဒိယအစိုးရဘယ်လိုမျိုးတုံ့ပြန်နိုင်မလို့တင်တယ်အခုထိတော့ဘာမှမကြားသေးဘူးအခုလောလောဆယ်ရောအိန္ဒိယအစိုးရအနေနဲ့ဘာမှထူထူ ပြောမယ်လို့မထင်ဘူးတုံ့ပြန်မှုရှိမယ်လို့တော့မထင်ဘူးဘာဖြစ်လို့လဲဆိုရင်အိန္ဒိယဘဟုအစိုးရရဲ့လက်ရှိဟိုဒီ2023နှစ်လေပိုင်းလောက်အထိရည်တည်ချက်ကိုကျွန်တော်တို့တောင်းတောက်လျှောက်ကြည့်နေချိန်မှာစကားစကိုတက်နိုင်တဲ့လောက်နှားချတယ်အားလုံးပါဝင်တဲ့ဆွေးနွေးမှုပါလာပြီးတော့မှတိုင်းပြည်မပြိုကွေးကြီးဆိုတဲ့ဟာကိုအိန္ဒိယကဒါအပေါ်တင်လက်ပြောတယ်ဒါဒီအတွင်းကြကြလေးသူချင်းကလာခဲ့တာဖြစ်တယ်တိုးတော့ကျွန်တော်တို့စကားစကားလေးစိတ်မလျှော့ဘူးစပွေးဝမ်းပေါ်ရောက်လာတဲ့အနေထား မရှိနေဘူးဒေါ်လာကြီးအင်အားစုအဖက်ကလည်းတဖြည်းဖြည်းအင်အားကြီးလာရင်ဒီထက်မကမျိုးတွေတိမ့်ပြမဒီဖက်မကလူမျိုးနေပြီးတိဆောက်လို့ပို့ပဲလို့တော့လေဒီဟာတွေကကျွန်တော်တို့ပြည်တွင်းမှာကြီးတဲ့သူတွေကဒေါ်လာကြီးအင်အားစုဒီဖက်ကကြီးရင်နိုင်တော့မယ့်အနေထားလဲခင်ဗျာလို့မြင်တယ်စကားစကားဖက်ကကြီးရင်လည်းဘယ်တော့မှအနိုင်မခံဘူးဒါတွေကဟိုရာကြီးနေမည်ဆွတ်လို့မှုပုံစံနေပဲမြင်ပြီးတော့မှနေပြီးတော့တိနေတဲ့ရွေးကတော့အာနာဆက်ကံမဲ့အနေထားဖြစ်တဲ့ခါကျတော့အဘေးရလူတွေကကျွန်တော်တို့ကိုဖက်မလိုက်ပဲနဲ့ဒီတိုက်ကြီးတဲ့သူတွေကတော့ ဟာဒီတိုင်းပြည်ကဖက်ဒရယ်ဒီမိုကရေစီထူထောင်နိုင်ပါတော့မလားကိုယ်နိုင်ငံလာလာရှိပြီဆိုတဲ့ဟာကဒါအင်းကြီးချင်းနိုင်ငံတွေကမြင်နေပူပွင်းလင်းလင်းအမြင်ပါပဲဒီပေါ်မှာကျွန်တော်တို့ complaint တော့တက်လို့မရဘူးအိန္ဒိယကလည်းသူစိုးရိမ်မှုတစ်ချက်ရှိတယ်ကျွန်တော်ပထမစဉ်းစားချက်ကတော့ရှမ်းမြောက်မှာတိုင်းလာလက်နက်ကန်တွေကိုဟောတရုတ်ကစိုးမှုထားပြီးတော့မှအဲ့ဒီအုပ်ချုပ်ရေးနေမြေအားလုံးပေါ်မှာတရရရမီရနှုံးတရရနှုံးနီးပါကိုသူစိုးမှုနိုင်ပြီးတော့မှသူ့ရဲ့နေဆက်လုံခြုံရေးကိုသူထိမ့်သိမ်းထားနိုင်တယ်လို့အိန္ဒိယကလည်းသူနဲ့နှိစက်တဲ့ ချင်းတို့ဟာမျိုးသူနဲ့နှိစက်တဲ့ပြီးနေတိုင်းဒေသကြီးနေပြီးအားလုံးကိုသူလွှမ်းမိုးတဲ့ဖွဲ့ကကင်တဲ့ဟာသူမြင်ချင်းတယ်ဒါမှားတယ်လို့ပြောလို့မရဘူးသူဖြစ်ကဘာလို့ဆိုအခု तू 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 နေဆက်လုံချူကြီးကိစ္စဖြစ်တယ် तू နေဆက်လုံချူကြီးကိစ္စမှာလက်တွေ့အနေနဲ့နေဆက်လုံချူကြီးဘယ်သူထိနေလဲဒေါ်တော်ထိုင်ကြီးအင်အားစုတွေဒါဆက်ကဆက်ကလုံနိုင်လားမလုံနိုင်ဘူးလေဆိုဆိုတော့ဒီကိစ္စတွေမှာအိန္ဒိယအနေနဲ့သူ့အနေနဲ့သူ့လုံချူကြီးကိုအနာကစဉ်းစားပြီးမကြည့်လိုက်ချင်ပါဘိုဟိုဆိုရမှာလဲဖက်ဒရယ်မထူထောင်ဘူးဆိုရင်သူ့မှာ option တစ်ခုက နေဆက်ဒေတာမှာရှိတဲ့ဟာသူလွှတ်မိုးနိုင်တဲ့ဖွဲ့တွေကအုပ်ချုပ်ရေးတည်ဆောက်တဲ့ဟာသူလုံးချင်မှာပဲဒါဥပမာတစ်ခုပေးမယ်ကျွန်တော်တို့ကတော်လှန်ရေးကနိုင်ပြီချင်းဖက်မှာနိုင်တော့မယ်ဥပမာဒီချင်းအပြီးပြီးတဲ့စကားဆောက်မောင်းထုတ်နိုင်နေထားပါတော့နောက်ထပ်နှီးပေါင်းငါးနှီးနှီးပေါင်း၆နှီးနှီးပေါင်း၁၀နှီးအထိမြေပြက်မှာဒီလိုရှိအမေးရဖြည့်ပြတော့ဘဟုဆိုးရစနစ်တကျမပေါ်လာဘူးဆိုရင်ချင်းနေရစင်နှီးကိုထိုင်ဆောင်နေရမလားဘဟုဆိုးရတိထောင်တူထောင်ဖို့အတွက်ရှမ်းနေရဘဟုဆိုးရမှာတိုက်ပွဲဖြစ်နေတဲ့သေးတယ်စနစ်တကျနဲ့ဘဟုဆိုးရမပေါ်ဘူးဆိုရင်ထိုင်ဆောင်နေရမလားဖက်ဒရယ်တိထောင်ဖို့အတွက် ဆိုတော့ဟိုကျွန်တော်တို့မလို့ချင်တဲ့ဟာကကျွန်တော်တို့မဖြစ်မနေရွေးချယ်စရာဦးစားပေးရွေးချယ်စရာဖြစ်လာနိုင်တယ်ပြောမယ်ဆိုရင်တော့လွတ်လပ်ရှိကမလို့ချင်တဲ့ဟာထားပါတော့ဒါမဖြစ်မနေရွေးချယ်ရတဲ့ဟာမျိုးဖြစ်လာနိုင်တယ်အဲ့လိုဆိုလွတ်လပ်ရှိယူလာထဲတော့အိန္ဒိယရဲ့ဆောင်းရှောက်မှုဟာမျိုးနဲ့ကျွန်တော်တို့အနာဂတ်တည်ဆောက်တဲ့ဟာမျိုးဒါတွေကကျွန်တော်တို့အတွက်တကယ် reality တကယ်နိုင်ငံကြီးမှာလက်တွေ့ဖြစ်လာနိုင်တဲ့အနေအထားဖြစ်တယ်ဆိုတော့ဒီလိုဟာမျိုးကြီးကလည်းအိန္ဒိယဘက်မှာသူတို့စဉ်းစားထားပြီးသားရှိကိုရှိရလိမ့်မယ်ဒါမရှိမရှိလို့မဖြစ်ဘူးကျွန်တော်တို့ကပဲလက်တွေ့မှာ ဒီစနစ်တကျတဲ့ Federal ထူထောင်ဖို့အတွက်အပေး UCC မှာလုပ်ပြီးကျွန်တော်တို့လုပ်နိုင်တယ်ဆိုရင်တော့ချင်းနေကခွေထွက်ချင်တောင်မှအိန္ဒိယကခွေမပြိုးဘူးဆိုရင်ခွေထွက်လို့မရပါဘူး။ဒါချင်းနေကခွေထွက်ချင်တောင်မှအိန္ဒိယကခွေမပြိုးရလောက်အောင်ဖြစ်ဖို့အတွက်ကတော့ဘိုးအစိုးရစနစ်တကျပေါ်လာဖို့လို့ဆိုလို့လေဒီဘိုးဆိုအစိုးရစနစ်တကျပေါ်လာဖို့ကတော့အခုလိုစကားစရဲ့လုပ်ပုံကိုင်ပုံဟာမျိုးနဲ့ဆိုတော့လက်တွေ့ဘယ်တော့မှဖြစ်နိုင်နိုင်လို့နိုင်တာမဟုတ်ဘူးဆိုတော့ဒါတွေကဘိုးမှာထိုင်နေတဲ့သူတွေရဲ့နိုင်ငံကြီးရက်စက်မှုနဲ့နိုင်ငံကြီး ပါမမှုပုံမှာပဲမူတည်တယ်ရက်ဆက်ရင်ကျွန်တော်တို့ကမလို့ချင်တော့မှမဖြစ်နေရွှေ့ချေရလိမ့်မယ်လောလောဆယ်ကဟုတ်ပြီဒါတော့ကိုတိုကာအနေနဲ့ဒါဟိုသုံးတက်တာပေါ့နော်ချက်လက်တွေပေါ့အခြေခံပြီးတော့အခုဖြစ်နေတဲ့အခုဟိုဖြစ်လာတဲ့ issue တွေပုံမှာချင်းလူလူချင်းတခြားဖွဲ့စည်းတွေပေါ့နော်တခြားလူမှုဖွဲ့စည်းတွေသူတို့ရဲ့သဘောထားအမြင်တွေကရောဘယ်လိုမျိုးကြားသိရတာမျိုးရှိလဲပဲကျွန်တော်ကချင်းအပွေပြေးမဖြစ်ခင်မှာချင်းတော်လန်ရှိအင်အားစုအတွင်းကြက်ကြက်ပါလာတဲ့သူတယောက်ပါဆိုတဲ့ခါကျတော့ကျွန်တော်ရဲ့ပြောဆိုချက်ကဒီတော်လန်ရှိအင်အားစုတွေရဲ့ စဉ်းစားချက်ပေါ့တရားဝင်ဆွေးနွေးချက်တော့မဟုတ်တော့သေးပေမဲ့စဉ်းစားချက်တွေးခေါ်ချက်အများစွာကိုပုံစံပြုတယ်လို့ကျွန်တော်အားတာပြောရည်တယ်။ဒါပေမဲ့ဒီကိစ္စဟာမျိုးကတရားဝင်ကောင်းစင်တီပြီးတော့မှဆွေးနွေးချက်တော့မရှိဘူးသေးဘူး။တကယ်လို့ရှိလာတယ်ဆိုရင်ကျွန်တော်ရဲ့ပြောဆိုချက်နဲ့ထပ်တူကြတဲ့အဆုံးဖြတ်ချက်ဟာမျိုးပဲထွက်လာနိုင်မယ်ပေါ့နော်။အာတကယ်လို့ဒါကဟိုကရက်စက်နေမယ်စာကစာဖက်ကလည်းဒီတိုင်းဒီထက်မှကဆက်ဆက်လက်ရက်စက်နေမယ်ဆိုရင်တော့တေချာတာတခုကအိန္ဒိယမှာရှိတဲ့ချင်းလူမျိုးတွေကကျွန်တော်တို့ရက်စက်ခံတဲ့ဟာကိုထန်ချင်းနေမှာမဟုတ်ဘူး။ အခုလည်းထိုင်မကြည့်နေနိုင်လို့ကိုတို့ဘူးညီနေတာဖြစ်တယ်ဆိုတော့နီလန်ပေါင်းစုံတဲ့ကိုတို့တနေ့နေ့ကြရင်စဉ်းစားပေးမှာပဲချင်းနေရနေနဲ့ခုချိန်မှာပြည်တွင်းချင်းချင်းပြည်တွင်းဖြစ်ကလူတွေကတော့အဆင်သင့်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့အိန္ဒိယဖြစ်ချက်မှာပါတော့တဲ့ချင်းတွေကဘိုဟိုဆိုရကိုပြောပေးတယ်ဆိုရင်ဘိုဟိုဆိုရကလည်းခေါင်းငင်းနိုင်ဖို့အလားလားအများကြီးရှိတယ်ဒါတော့ဟိုပြောချင်တာကခင်ဗျားတို့ရက်ဆက်ရက်ဆက်မှုရက်တန်းမလားအာချင်းတွေကိုလက်လွတ်မလားဒါကတော့မဖြစ်မနေစကားစားဖက်ကလေးစဉ်းစားရမယ့်ဟာပေါ့နော်ကျွန်တော်တို့ညီလေးညီမလေးကျွန်တော်တို့ပညာတတ်လူငယ်လေးတွေကိုအစီတိုင်းမှာကျွန်တော်တို့အမြဲတမ်း တည်နေရတယ်။အော်ကျွန်တော်တို့အမျိုးသမီးတွေကျွန်တော်တို့ရဲ့အညီမတွေအမတွေအမေတွေမရိချီခံနေရတယ်အီနီမီရှုခံနေရရင်တော့ဒါဒီတိုင်းပြည်ကနှုတ်ဆုံးကျွန်တော်တို့ရဲ့ထွက်ပေါက်ပါပဲ။ဟုတ်ကဲ့အဲ့တော့အခုကတော့လက်ရှိဟိုတာဝန်ယူထားတာစစ်ကောင်စီပေါ့နော်သူတို့ကြောင့်အခုလိုအခြေအနေတွေဖြစ်လာတယ်ဒီပုံမှာဒါကိုစလိုက်တို့ကစစ်ကောင်စီကိုအဓိက တက်ကထားပြီးပြောနေတာပေါ့ဒါပေမဲ့ဗမာအများစုကလည်းဒီပြည်ထောင်စုမြန်မာနိုင်ငံဆိုတော့ဟိုအတိမပြုမှုကိုလက်ခံထားတာပေါ့နော်ဗမာအများစုကလည်းဒီပုံမှာစိုးရိမ်ကြောင်ကြမှုတွေရှိကြမှာပဲလीနော်ပြည်ထောင်စုပြိုကွဲတဲ့ပုံစံမျိုးကိုသူတို့လည်းဟိုစိုးရိမ်တဲ့အနေအထားမျိုးရှိမှာကျင်းနေတယ်ဆိုတော့အဲ့တော့ဗမာတွေရဲ့စိုးရိမ်မှုပေါ့ဘာပါပြောလို့လဲ ုတို့ကနေနဲ့ဆိုအတိကတော့ကျွန်တော်တို့တမိုင်းကြောင်းပြင်ကြည့်မယ်ဆိုရင်ဒါအခုချင်းတွေကလွတ်လပ်တဲ့တီချာတိုင်းပြည်တစ်ခုနဲ့ကိုရက်တီလာတဲ့ကြားကနေအဒုတိယကဘာစီမှာလွတ်လပ်ရှိပထမလွတ်လပ်ရှိဒုတိယဆိုတဲ့လွတ်လပ်ရှိကိုတာဦးစားပေးလွန်းလို့အလင်ခံတဲ့ဖက်ကိုလိုက်သွားမိတဲ့ပုံစံမျိုးဖြစ်တယ်ဆိုတော့ဒီတမာနိုင်ငံရဲ့အချုပ်ချာအာဏာကိုကြည့်ကြည့်မယ်ဆိုရင်ချင်းတွေကလည်းဒီဘီအချုပ်ချာအာဏာကိုပုံဖော်တဲ့ထဲမှာပါခဲ့တယ်ဖြစ်စီချင်းနဲ့ဖြစ်စီလို့ရတယ်ဒါပင်လုံစာချုပ်အရာလေးဖြစ်တယ်ကျွန်တော်တို့ဆန္ဒပါမှာပါမယ်နော်ဆန္ဒမရှိရင် ဒါဒီတိုင်းပြည်ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ကျွန်တော်တို့ရှိခဲ့တာမဟုတ်ဘူး။အဲ့တော့ဒီအချုပ်ချာအနာကိုနိုင်ငံတကာမှာကြည့်မယ်ဆိုရင်ဒုတိယကမ္ဘာစစ်နောက်ပိုင်းခွဲထွက်သွားတဲ့တိုင်းပြည်တွေအများရှိနေတာပဲ။နောက်ဒီအချုပ်ချာအနာလို့ကျွန်တော်တို့ကြည့်မယ်ဆိုအချုပ်ချာအနာကဒီဘရင်တွေကအုပ်ချုပ်ခဲ့လို့တည်ဆောက်ခဲ့တဲ့အချုပ်ချာအနာလား။တော့မဟုတ်ဒါတကယ်လူမျိုးအလိုက်ဒီတကယ်ဒီဆက်ဆက်တဲ့ တိုင်းပြည်ထွက်နေတဲ့ပုံပေါ်လာတဲ့အချုပ်ချာအနာလားဘယ်လိုအချုပ်ချာအနာပုံစံမျိုးစုံရှိတယ်ဒီအချုပ်ချာအနာနဲ့ပတ်သက်ပြီးတော့မှ UN ကတမတ်တဲ့တမတ်တဲ့အချုပ်ချာအနာလည်းမရှိဘူးအဲ့တော့ဒီအချုပ်ချာအနာကြီးကကျွန်တော်တို့အတွက်ကတော့ကျွန်တော်တို့ကိုယ်တိုင်ပုံဖော်ခဲ့တဲ့အချုပ်ချာအနာဖြစ်တယ်အဲ့တော့ဒီအချုပ်ချာအနာကြီးကကျွန်တော်တို့ကိုယ်ပြန်ရက်ဆက်နေတယ်ဆိုတော့ကိုယ်အချုပ်ချာအနာကိုယ်ပြန်ရုပ်သိမ်းပါပဲလို့ဆိုတော့ဒါဒီအပေါ်မှာတော့ပမာရီအနေနဲ့လေဟိုအစောကကျွန်တော်ပြောတယ်လို့ကျွန်တော်တို့အီမီရှုပေးတယ်ကျွန်တော်တို့မျိုးတွေဖြစ်ရှိပေးတဲ့သူကျွန်တော်တို့ရဲ့ညီငယ်တွေအမြဲတမ်းတတ်ဖြတ်တဲ့သူကျွန်တော်တို့မျိုးသမီးတွေကိုမရင်ချင်းနေတဲ့သူ ကျွန်တော်တို့ကိုနီးပလန်ပုံစုံနဲ့ဖုံးဖြုံးဖို့အနေဆုံးဖြစ်အောင်လုပ်တဲ့သူကျွန်တော်တို့ပြည်ရေးကျမ်းမာရေးခွင့်ရေးဆိုးဆုံးအောင်လုပ်တဲ့သူတွေပေါ်မှာကလာစီကံပစ်စစ်လေးပူပေါင်းပေးပါဆိုရင်ကျွန်တော်တို့ဒါကိုဗမာတွေကတရားလာကျွန်တော်တို့ဗမာပြည်ကလည်းအဲ့လိုစိတ်တက်ရှိတယ်ဆိုရင်ကျွန်တော်တို့ကိုတွေဝိုက်မိနဲ့စကားစားလို့ကျွန်တော်တို့ကိုဆက်လက်အနေချင်းချင်းနဲ့စိတ်တက်ကြောင်းပဲဖြစ်လိမ့်မယ်အဲ့တော့ကျွန်တော်တို့ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်းဖွင့်ကိုတော့အခုချိန်လောက်တော့ဒါဟိုတေပူပွေးလင်းလင်းနဲ့အတိမပြုတ်သိမ့်ပါတယ်လို့ယူဆပါတယ်ကျွန်တော်တို့ကလည်းတကယ်လို့ဒါမင်းအောင်နိုင်ကိုမသိမ့်နိုင်ဘူးဆိုရင်တော့မှ ဘမမြဆိုနေတဲ့နေရာမှာမေ့အောင်လည်းအောက်ကနေလို့မြောက်ပါဆိုပြီးတော့ကျွန်တော်တို့ဖိုင်လိုက်လေးလေးဆူတောင်းပေးနိုင်ပါတယ်ဆိုတော့ဒီအဲ့လိုပုံစံမျိုးကျွန်တော်တို့ရစ်ဆက်နေတဲ့လူတွေအောက်မှာဆက်လက်နေပေးပါဆိုတော့စန္ဒကတော့ဘယ်တော့မှဖြူစင်တဲ့စန္ဒတော့မဟုတ်ဘူးလို့တော့ကျွန်တော်တို့မြင်တယ်ဟုတ်ပြီအဲ့တော့အခုလက်ရှိရှိနေတဲ့အချက်တဲ့အနေထားဘမပြည်နေထားဆိုရင်ချင်းလူလူရောချင်းပြည်နယ်ရောကဘမကိုတက်တာပြသွားနိုင်လားဒါမှမဟုတ်ဟိုဘလိုပုံစံမျိုးဖြစ်လာနိုင်လဲနောက်ဆုံးအနေနဲ့ကုတ္တကိုင်းသုံးသက်ချက်ပြောပြပါကြအတိအကတော့ခုချင်းမှာကျွန်တော်တို့မှာ ကြာ NUCC မှာလည်းကျွန်တော်တို့ပါပါပါခဲ့ဖူးတယ် NUG မှာလည်းတက်နိုင်တဲ့ကဏ္ဍမှာအဖြစ်ပြနေတဲ့ဟာအခုချိန်ဒီလုပ်နေတဲ့ဟာလည်းရှိတယ်ဆိုအတိကအဖြစ်ကျွန်တော်တို့မှာဟိုစိတ်တပံတန်ဖို့လိုတယ်အခုချိန်မှာကျွန်တော်တို့တိုင်းပြည်ကြီးကအခုရှမ်းနေဆိုရင်တော့လွတ်လပ်ရေးမကြေညာတာကလွေးလို့ဝါရုဆိုရင်တော့လွတ်လပ်တဲ့တိုင်းပြည်ပုံစံမျိုးပဲအကုန်လုံးဒါအာနာ၃ရက်လုံးကိုဂင်ထားတာပဲအခုကျွန်တော်တို့ချင်းနေလွမြောက်နေနေပါလေလွတ်လပ်ရေးမကြေတဲ့ညာတာကလွေးပြီးတော့မှအာနာ၃ရက်ကိုကျွန်တော်တို့ဂင်ဆောင်နေတယ်ဆိုတော့ဒါဟာဒီပြန်လေဆူဆီဖို့ဆိုရင်တော့စေတနာမှဖြူစင်တဲ့ စေတနာခံနဲ့ကျွန်တော်တို့စကားစလေးအောက်ကနေပထမလူမျိုးရှိကိုအတိမပြုတ်နိုင်ဘူးလို့လဲဥပမာပြောမယ်ဆိုချင်းချင်းကအခုချိန်မှာအော်ဒါလူလက်ရှိကိုဥတီပြောမှတိုက်ပွဲဝင်နေတောင်မှအချင်းအမြင်ဆုံးလို့မြောက်ဖို့အတွက်ပမာကတိုက်ပွဲဝင်ပေးဖို့အဲ့လိုတိကူဆန္ဒဖြူစင်မှတာလင်းကျွန်တော်တို့ကတိုက်ပြည်တိပြန်လေပေါ်ဆောင်နိုင်မှာဖြစ်တယ်။ဥပမာ US တို့ဆိုရင်လည်း Confederate ကနေ Federal ဖြစ်လာတဲ့ဟာကို EU တို့ဆိုလည်းတိချလိုလက်တဲ့တိုင်းပြည်ကနေ Confederate ပုံစံမျိုးဖြစ်လာတယ်။ဒီထက်မကသူတို့ရှိရုံးလာတယ်ဆိုရင်တော့ Federal တိုင်းပြည်တော့ကမ္ဘာမှာအကြီးဆုံးနိုင်ငံ ဖက်ဒရယ်တိုင်းပြည်ဖြစ်ဖို့အတွက်တော့ EU တော်မှာဖြစ်သွားလာနိုင်ချေလားလားရှိနေတယ်။ဆိုတော့တေချာလာတကူကအတိုင်းပြည်တကူထူထောင်တဲ့ချိန်မှာပိုကြီးမားတဲ့တိုင်းပြည်တကူကဟိုထူထောင်ဖို့ကတော့မျက်တာတဲ့အုပ်ချုပ်ရေးစနစ်အောက်မှာကတော့ပိုလိုလာကြတာကဘာကတည်ပြပြီးပြီ။ဆိုတော့လွတ်လပ်တဲ့တိုင်းပြည်ပုံစံမျိုးကျွန်တော်တို့ရည်တည်ရင်တောင်မှမျက်တာတဲ့နိုင်ငံကြီးအခင်းချင်းဟာမျိုးခင်းနိုင်တယ်ဆိုရင်တော့ဖက်ဒရယ်နိုင်ငံတော်ပြန်လေထူထောင်ဖို့အတွက်ယုံကြည်မှုရှိရှိနဲ့ကျွန်တော်တို့ထူထောင်နိုင်မှာပဲ။ဆိုတော့ချင်းနေလွတ်လပ်ရေးအတွက် order fair confederate order ရခိုင်ဒီလွတ်လပ်ရေးအတွက် confederate order ဆိုတဲ့ပုံမှာ ဘေတော်လန်ကြီးကိုအားပေးနေတဲ့ပြည်သူကမှဝမ်းနေစိတ်မထားသိမှုပေါ့အမြင်ဆုံးလွတ်မြောက်အောင်ဝိုင်းဝန်းတန်းပို့ပြီးတော့မှတကယ်တနိုင်ငံလုံးလွတ်မြောက်လာတဲ့ခါကျရင်ကျွန်တော်တို့ဖက်ဒရယ်ပြန်ထူထောင်ဖို့အတွက်စကားပြောရင်လည်းအချင်းချင်းကအအစေတနာပြန်လှန်ပြီးကိုမှုတီအပေါ်မျက်နှာထောက်ပြီးတော့မှကတ်တာတဲ့စနစ်အောင်မှပြန်လည်ပေါင်းစည်းနိုင်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ဒါတော်ဟာကြီးအင်အားစုဖြည့်ချမ်းပေါ့နော်စကားစားဖြည့်ချမ်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်ပြောချင်တာကတော့စကားစအနေနဲ့ဒီတိုင်းရက်ဆက်တာမရက်ဘူးမျိုးတွေကိုလည်းဘုံကျဲတယ်ပြီးသူတွေကိုလည်းလှုပ်တယ်နော်ပြီးမှ အာချင်းအမျိုးသမီးတွေကိုမရင်ချင်းတဲ့သူကိုလည်းအရင်မယူဘူးဖွံ့ဖြိုးမှုကိစ္စမှာလည်းဘေးအမြဲတမ်းချိတ်တယ်ဆိုရင်တော့ဒီဟာကိုကျွန်တော်တို့နောက်ထပ်နားကြီးစင်ကြီးတော့ဟိုခေါင်းခါဖို့တော့ကျွန်တော်တို့အဆင်မပြေတော့ဘူးကျွန်တော်တို့ရုံထွက်မှာဒါရုံရုံထွက်တဲ့ခါကျရင်တော့ဒါသမိုက်တရခါကတော့ကျွန်တော်တို့ဖြစ်မှာမဟုတ်ပါဘူးစကားစားပဲဖြစ်မှာပါဒီတော့ဒါတစ်ခါလေကြာရင်ကိုလေးလွှတ်เสียရှိတာလေလွှတ်ပြီးတော့မှနိုင်ငံကြီးရဲ့ရက်စကားပြောတဲ့အခင်းချင်းဟာမျိုးကိုလည်းစကားစကားလည်းစဉ်းစားဖို့လိုတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုအများကြီးရက်စက်နေရင်တော့ချင်းနေကတစ်ချက်လူမျိုးတွေထိပို့ပြီးတော့မှ ညွတ်လက်ရှိထူထောင်မလားအိန္ဒိယထက်ကူပေါင်းမလားကျွန်တော်တို့တမိုင်းကြောင်းအရာကျွန်တော်တို့ရဲ့လက်ရှိပကတိအခြေအနေအရာဟောညွတ်လက်ရှိကျင်ညာမယ်ဆိုရင်လည်းအသင့်တော်ဆုံးအောင်ချင်းပဲအိန္ဒိယထက်ကူပေါင်းမယ်ဆိုရင်လည်းအကျိုးဆိုးရအလွယ်ကိုဆုံးအောင်ချင်းပဲအာဖက်ဒရယ်ထူထောင်မယ်ဆိုရင်လည်းအစင်သက်ဖြစ်ဆုံးအောင်ချင်းပါပဲဒီပေါ်မှာစကားစအနေနဲ့မရွေးမလဲဆိုတဲ့ဟာကတော့တို့တို့ဆက်လက်ရည်စမှုပုံမှာမူတည်ပဲဂျန်နက်ဒေါ်လာကြီးအင်အားစုပြတ်တော့ဖြူစင်တဲ့ဆန္ဒနဲ့ကျွန်တော်တို့ကိုဆူတောင်းပေးကြပါလို့ကျွန်တော်မြတ်တယ်ခင်ဗျာဟုတ်ကဲ့ subscribe ကိုနေခါလို့ကိုနေပေးကြပါပဲကျွန်တော်ဒီ